ရေဝက်ဒိုင်နိုဆောကျွန်းပေါ်မှာပိတ်မိသွားတဲ့ကြီးစားပွင့်နဲ့ခီးသွားမိသားစုဒီလိုဆိုရတော့ဆေးဖော်ဖို့ဒိုင်နိုဆောရဲ့သွေးနမူနာစုဆောင်ရင်မတင်မပဲနဲ့ကျွန်းပေါ်မှာပြန်လဲမဲ့သွားခဲ့ပါတယ်။ဟိုရင်တို့ကသိပ္ပံကြောင်တဲ့တိုက်ဟာမြို့သောပုံမီဖြစ်တဲ့ဒိုင်နိုဆောမျိုးစိတ်တွေကိုပြန်လဲတက်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားမျိုးစိတ်တခုတည်းနဲ့တင်ပြည်သနာပေါင်းတောင်းချတော့တင်းနေတဲ့ကြားကဒိုင်နိုဆောတွေကိုပါပြန်တက်သွင်းနေကြတာပါ။ဒါတော့ဆိုတဲ့သိပ္ပံကြောင်တွေပါပဲ။အစိုးရဒိုင်နိုဆောမျိုးစိတ်တွေပြန်လဲရှင်သန်ဖို့ရင်ကျွန်းတို့ကျွန်းပေါ်မှာလူဝဲလုဆောင်နေကြပါတယ်။ဒီရမှာတော့တကားကြတဲ့အမှိုက်ဝင်သွားတာကြောင့်စနေတခုလိုပြောင်းဆန်ကုန်ပြီး တိမ့်မြကြောင်တွေလည်းဘေးကျွတ်မတက်ထွက်ပြေးကြပါလိမ့်။ဝီရှူဝါရီဖြစ်နေတော့ကအသားစားတဲ့လူစိုးတကောင်လွတ်သွားပြီးတော့တိမ့်မြကြတဲ့ကောင်ကိုဂျုံနဲ့ကိုက်စားလိုက်ပါလိမ့်။အစူပါဖြစ်ဖြစ်ကြမဲ့ဆိုးရွားကလည်းဒန်နူစိုးစီမံခန့်ကိုပိတ်ပြခဲ့ပြီးကျွန်းကိုလည်းကန့်သက်နေမိဖြစ်နဲ့တတ်မှတ်လိုက်ပါလိမ့်။နေ့တွေကြာလာတဲ့ခါမှာဒန်နူစိုးစီမံခန့်လေးမိမိပြပြဖြစ်နေပါလိမ့်။အဲ့ဒီချိန်မှာမျိုးတွေမှာအရွယ်စားတဲ့လူစိုးတကောင်တောင်းကျနေတာကြောင့်ဘောစီတတိမင်းခရစ်ကဒန်နူစိုးနဲ့ပတ်သက်ပြီးတော့ကြံတစ်ခုရသွားပါလိမ့်။ခရီးဟာနှလုံးရောဂါကိုကုသဖို့အတွက်ထူးခြားတဲ့ဒိုင်နိုဆောရီစီကဒွိနမူနာလိုအပ်နေကြတာပါအဲဒီစီမံကိန်းတာအောင်မြင်သွားခင် တန်ဖိုးများစွာအများရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကအစိုးရရဲ့ဥပဒေဖြစ်ပြီးဒိုင်နိုဆောကျုံကိုငွေဘလောက်ပေးပြီးတွားလို့တော့မရပါဘူးကိုးသွားမယ်ဆိုရင်ကျိုးမရောက်ခင်မှာရေထဲမှာချက်စားတဲ့ဒိုင်နိုဆောတွေတောင်နေပံကိုအလင်းမြန်ရမောပြုတ်သွားနေပါတယ်ဒါပေမဲ့လေတတိမိခရစ်ကလုံးဝလက်မလျှော့ပဲဒီစီသေးကိုအကောင့်ထဲပို့ဖို့အရေးချင်းရှိတဲ့သူကိုစတင်စုဆောင်းပါတော့တယ်ပထမဆုံးတစ်ယောက်ကတော့ဇူရာလို့ခေါ်တဲ့မမလာလာဖြစ်ပါတယ်ဥပဒေကိုချိုးပေါရမှာဖြစ်တဲ့ဇူရာအစကအင်တီတိန်ဖြစ်နေပါတယ်ငွေအများကြီးပုံပေးတာကြောင့်ငွေလိုနေတဲ့ဇူရာအတွက်စဉ်းစားစရာဖြစ်လာပါတယ် ဒါပေမဲ့ဇိုရာဟာနိုင်ငံကြီးသားပိသားဆိုပဲဝင်မြန်နဲ့ကောင်းကျင်ပြီးပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တဲ့တယောက်ကတော့မြေယူပိသားပညာရှင်ဟန်နရီဖြစ်ပါတယ်။ဒီတစ်ခါမှာပညာရှင်တွေကငွေနဲ့ကန်လန့်ဖို့မလွဲပါဘူး။ဒွေးနမူနာအတွက်လိုအပ်တဲ့တန်းစုံဟာ၃កောင်ဖြစ်ပြီးရေတကောင်၊ကုန်းတကောင်နဲ့လေတကောင်ပဲဖြစ်ပါတယ်။ဒီ၃កောင်ဟာကျွန်တော်ချစ်သူမမမေတချင်းတဲကလိုပဲလလုံးသားကြီးပြီးအုံနောက်ပါဝင်လာတဲ့၃កောင်ဖြစ်ပါတယ်။ဒန်နိုဆောရီရဲ့ခေတ်ကိုပြောပြရင်လည်းဆွဲဆောင်လိုက်တဲ့အတွက်ပညာရှင်ဟန်နရီလေးဒန်နိုဆောရီကိုလေ့လာကျင့်သိနေလက်ခံလိုက်ပါတယ်။ တတရားတယောက်ကတော့ဒါကမှဒူပါဖုန်းထဲမှာလိုက်ဖို့တဲ့သဘောတူထားပြီးပြီလာခေါ်တော့ဖိဖိတ်ညင်ပါတယ်ငွေကိုနှဆတင်ပြီးကဲလန်လိုက်မှဒါကလည်း item မခံလိုက်ပဲနဲ့လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးတယောက်အနေနဲ့ပေါ်ပြီးအောင်လုံချုံရေးကောင်းဆောင်ပြီးဥဆောင်မှာပြီးပြီဒိုင်နိုဆောချင်းကိုအလေးတကောက်ခီးအတွက်အထမြောက်သွားပါတယ်လှေပေါ်မှာစီစီနေချနေပြီးပြင်းပဖြစ်နေတယ်ရင်းနေဒိုင်နိုဆောချက်စားရာဒီမောင်းနေရမှာဖြစ်ပါတယ်ဒေရမိုနာယူဖို့ စေတဝတ္တနတွေကိုလည်းပြင်ဆင်ပြီးတော့အသက်ကိုဖန်ဆင်းထုတ်ရတဲ့ခီးဖြစ်တာကြောင့်အားလုံးကဒူးတုံနေမှာတေးကြပါလေပေါ်မှာစကားတွေပြောကြရင်ဒါကန်ရဲ့မိသားစုဝင်တချို့ဟာအရင်စစ်စင်ကြီးမှာမာလကီယာသွားကြပြီးဒီတကောင်မှသူ့အနေနဲ့ကံကောင်းဖို့မျှော်လင့်ကြောင်းရင်ဖွင့်ပါတယ်တပတ်မှာတော့ဥပင်ရတော်မိသားစုတို့ကအန်ဒီယံများနဲ့ပြည်လည်ပြင်းတဲ့ကိုရွေးလွှင့်နေပါတယ်ရူဘင်ဆိုတဲ့ဘေဂျီကထရီဆာနဲ့အစ်စပယ်လာဆိုတဲ့တမိညာကိုလက်ညှိုးပြတာဆုံဆုံးမှနေပြီးမတော်ရသေးတဲ့တမက်ဖြစ်သူဇေဗီးယားကိုတော့လှေမှန်းဖို့တက်ပြောပါတယ်ဟိုအကျော်တိပေမဲ့လက်ကျော်မတင်နဲ့ ဇေဗီယာကတော့လီမောင်အောင်ချင်ပါဘူးဘေဂျီရိုဘေကလည်းတင်းသွားပြီးတော့မေမောမောရဲ့အကောလွန်ဆန်တကမင်းသားရဲ့တင်းမောသားတွေလို့ဖြစ်သွားနိုင်တယ်လို့ကြေးပါတယ်တမီးတကောင်နွားတထောင်ဆိုတဲ့တမီးလီမာဒိုနီထရီဇာကလည်းဓာပီးရဲ့အိမ်မမနေတော့ဘဲရောင်းမမျက်စိထွက်ဖို့တည်းပြောထားပါတယ်တားပါတယ်ခြေသေးဖြစ်နေတော့ခြေထဲမှာဒန်နိုဆောတကောင်ပေါ်လာပြီးလေကုံမပစ်လိုက်ပါတယ်ဇေဗီယာကလီပွဲထဲမှာပြေးမိနေပြီးမတော်ရသေးတဲ့တမတ်ချောလေးကိုရိုဘီကပဲရင်ခုန်ပြီးတော့တက်ဆုံဆန်ရခဲရပြန်ပါတယ်တလုံးသားကြီးပြီးအုံတော့ပါမလာတဲ့ဒန်နိုဆောဟာလေးမောင်းနေတဲ့မိသားစုတွေကိုတော့စားဖို့မကြိုးစားခဲ့ပေထွက်သွားတာကြောင့်ရူဘီနိုအုပ်စုကတက်ပြီးကနေကတိလေးလွတ်သွားခဲ့ပါတယ် ။တပတ်ကစစ်စင်လေးပေါ်မှာရူဘီနိုမိသားစုကအကူအညီတောင်းခံတဲ့ signal ကိုရခဲ့ပြီမြင်။လွန်ကျေကောက်ဆောင်ဘော်ဘီကအချိန်ပိုတဲ့အတွက်ပြစ်ထားလိုက်ဖို့ပြောပါတယ်။ဒါပေမဲ့သူတို့ရှာနေတဲ့ရင်းနေတန်းတို့ဆိုကျက်စားရတဲ့နီးတာကြောင့်ဘော်ဘီအားတို့မိသားစုတွေကိုပါကယ်လိုက်ရပါတယ်။ဗဇက်ပေါက်တွေပုံများလာတာဖြစ်တာကြောင့်စကားတွေလည်းပိုပြောရတော့မှာပါ။ဒါကြောင့်မင်းတတိခရစ်ကအလုပ်ကိုပဲအာရုံစက်ဖို့ပြောပြီးဒန်နိုဆိုကြီးရေပေါ်တက်လာနီးမျိုးမျိုးနဲ့ကြံပန်းကြပါတယ်။သူတို့ရဲ့ကြံစီအောင်မြင်ခဲ့ပြီးဒန်နိုဆိုကြီးရေပေါ်ပေါ်လာခဲ့ပါတယ်။အကောင်ကြီးကကျွန်းကျောဆောင်လို့ရှိပြီမဲ့မမဆိုရာကအမှန်ကန်နေချိန်နေရပြီးမတိရပုံများပါတယ်။ နောက်ဆုံးတော့မမဆူရိုင်းလက်ချက်နဲ့ပဲဒိုအန်နီရဲ့သွေးနမူနာကိုရလိုက်ပါတယ်။ဒန်နိုဆိုရဲ့ဒီနေရာကိုတိတိကျကျရှာနိုင်ခဲ့တဲ့ပညာရှင်ဟင်နရီကိုဝိုင်းကြည့်ကြကြပြီးတော့ဘသူမှမချီးကျူးတဲ့မမဆူရာကတော့ကျွန်တော်လောင်မောင်းပုံမှာပါဟမ်စတာပါဗျာ။ဒီတရဝါကြီးဒီစီကရတဲ့သွေးနမူနာနဲ့သေးဒီယာလူတန်းစားမေးသုံးနိုင်ဖို့အတွက်လူချမ်းသာတွေအတွက်သာဖြစ်ကြောင်းဟင်နရီကသိနေပါတယ်။ဒါကိုမမဆူရာလည်းသိသွားပါတယ်။နောက်တဲ့ဒန်နိုဆိုရင်တော်ကြီးရောက်လာကြပါလို့ကျွင်းကောင်းဆောင်ပေါ်ပြီးကတနက်ကိုဆွဲလာပြီးအကောင်လုံးကိုရှေ့ပလန်နဲ့ဖြစ်ပါတယ်။ဒါပေမဲ့ ဟိုအကောင်လေးကဖြုံတော့မဖြုံပဲထပ်ပြေးကြည့်အောင်စာမီနောက်ကနေတခိုင်ပြန်စောကြပါလေဇာဘော်ဘီကလည်းဒန်နုံဆောင်ရဲ့တခိုင်ဆာနဲ့တခါလေးရှောသွားပြီးအကောင်လုံးဝရင်းသုံးကောင်ရဲ့ဖြစ်ကုန်ပြီးတော့ရေစာကနီနာကိုအကူညီလမ်းထောက်ပါလေခိုးလို့ပါလေဆိုမှလူမီသွားနေလာကြတတိခရီဟာရှိစာစီကဖုန်းကိုပြန်လုပါလေတတိခရီတီးထိုးလိုက်တာကြောင့်ထရီတာလေးရေလေးပြုတ်ကျသွားပြီးသူချစ်သူစေဗီယာကသူရဲ့ကောင်းကြီးဝယ်လို့ပါလေတပိစားနှစ်ယောက်ကကုန်းပေါ်ထပ်ဖို့ကြိုးစားနေတော့တင်းမောကတော့ကြောက်ဆောင်နေနဲ့တိုက်မိပြီးရစရာမရှိတော့ပါဘူးဒီတဲ့သူကလည်းတည်ကြည်တဲ့သူကလည်းကြည်ကုန်ပြီရူဘီနိုမီသားစုကလည်းတယောက်မှမသေးပါဘူးတတိခရီဟာကြမ်းရှိနေတဲ့သွေးနှမူနာတွေယူဖို့အတွက်ညွှန်ကြားနေပြီ ကျိုးဟာစမ်းသက် area တခုဖြစ်ကြောင်းနဲ့အခုချိန်မှာစင်ကဲပြောင်းလဲလာတဲ့ dinosaur တွေဖြစ်နေတဲ့စားနေပြီဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့အားလုံးကိုကြေတင်ဖို့နောက်တစ်ပွဲက helicopter နဲ့လာပါပြီ။ helicopter ပေါ်တက်ဖို့အချိန်နဲ့မိနစ်သာရမှာဖြစ်ပါတယ်။စစ်စင်ရဒီပေါ်သာတိုင်းဆိုရတဲ့ပတ်စံတော့မတတ်ပါဘူး။အသက်ဆက်ရှင်မှုတဲ့မသေးကြတော့ပေမဲ့တုံးတဲ့တဲ့ကြားကားကဲတင်းနမူနာတွေကိုရအောင်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ရိုဘီနိုမိသားစုနဲ့လမ်းခွဲလိုက်ကြပြီးအကူအညီလမ်းတောက်ဖို့အတွက်စကားပြောဆက်ကိုပဲလိုက်ရှာပါတယ်။ဒရီဇာကတော့သူ့ကိုတတ်ဖို့ကြိုးစားတဲ့တတိခရစ်ကိုကြောက်နေပါတယ်။ အဒီကိစ္စကိုတတိခရစ်ကသူ့ဟာသူချေချောတာဖြစ်ကြောင်းမွားစရော်ကိုပြောပြပါတယ်ခလေးမလေးအစ်ပယ်လာကချစ်စရာဒိုင်နိုဆောပေါင်လေးနဲ့တွေ့ပြီးခလေးဘီဘီချင်းချင်းနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့အမဖြစ်သူဒရီဇာကကြောက်ပြီးမောင်းထုတ်ပါတယ်တပတ်မှရောက်ကမလောင်ကြီးရူဘီကသူသမီးတက်ကိုခေတင်ပေးတဲ့တမလောင်လေးဇေဗီယာကိုကြီးစုတင်စကားဆိုပြီးတင်းမြတ်နေပါတယ်ဒန်နီယာရောက်မှတတိခရစ်ကရေးသားကိုရေးခဲ့ခြင်းမှာခေါင်းပေါ်မှာမာလီကီရနေတာကြာပြီးဖြစ်တဲ့လူတယောက်ရဲ့အလောင်းကိုတွေ့လိုက်ပါတယ်ဒိုင်နိုဆောစာမိသွားတဲ့တိပယ်ကြတယောက်ဖြစ်နေပြီးဒါတိမလေးတက်နေရှိပါတယ်ဒါကြောင့်မဲအဆိုပါတက်နေကိုလိုရမရတင်းထားဖို့လိုပါတယ် အရေးအကြောင်းဆိုရင်မန်နီရထုံးစားတိုင်းရေလာရွှေပြိုကရေသွင်းကျလာတာကြောင့်ဇေဗီယာတယောက်ပေါက်ရပြန်ပါတယ်။ရှူရှူပလာဝါနီရောနောက်မှာသားစားတန်လူစောနဲ့ကောင်ရောက်လာပါတယ်။ဒါပေမဲ့အသက်မချူအီးမပေါက်ပင်တီတီညင်ညင်နေနေရဲ့အထွက်ကြောင့်မဲ့ဒန်နိုဆောတွေလည်းလေ့ထွက်သွားပြီးတီဘီကလည်းတီတီလေးလွတ်သွားပါတယ်။နောက်တနေ့မနက်မှာသွေးလူမနာယူဖို့လိုအပ်တဲ့ဂုံးနေဒန်နိုဆောမျိုးစစ်တွေစက်စားရကိုရောက်ခဲ့ပြီးဟန်နရီတယောက်ဒီမင်းခွေးကြောင့်မဲ့သွေးထမတက်ပြောရွှင်နေပါတယ်။နမူနာယူဖို့မမဆိုတာကပဲတောင်းဝင်ယူခဲ့ပြီးနောက်ဆုံးတစ်ခုပဲကြံတော့တာဖြစ်ပါတယ်အဆူပါကုန်းနေဒိုင်နိုဆောရီယာ US မျိုးစစ်တွေဖြစ်တာကြောင့်သူတို့ NDA မပြုတ်ဘဲနဲ့သူ့ထံနဲ့သူထွက်သွားပါတယ်ရိုဘီနိုမိသားစုကတော့အချိစက်စကန်ကိုရှာဖွေနေခဲ့ပါတယ် ။အစ်စပယ်လာကဒန်နူစောပေါ့စာလေးနဲ့ဘော်ဒါရီကြောင်ဖြစ်နေပြီ။သူတို့သွားရနောက်ကိုကောက်ကောက်ပေါင်းလိုက်လာပါတယ်။ဒုက္ခနဲ့လာတော်နဲ့မြောက်တပိပိနဲ့နေမီကျန်းလာခဲ့တာကြောင့်လူစုခွဲလက်ပြန်စုလိုက်နေပဲ။အသက်ရှင်မှုရင်ဖိန်ဖူးတောင်းထောင်းကရုံးကန်နေရပါတယ်။တနီယာရောက်မှတော့အင်းတို့တလုံးကိုတွေ့လိုက်တာကြောင့်ရလေကြရောင်ကြီးတက်လာပါလေကြာကြာကြာမိမသားဒရေစာကတော့တယောက်တည်းထိုးသွားပြီးတော့အသုံးဝင်မဲ့အရာတချို့ကိုရှာပြီးမဲ့ဘာမှမတွေ့ပါဘူး ေဘောတက်ကလေးကိုတွေ့တာကြောင့်ရေချောင်းလိုက်တန်းခီးဆက်ဖို့ဖွင့်လိုက်ပါတယ်ဒါပေမဲ့အတန်းကကျဲသွားပြီးဘေးမှာသုံးနေတဲ့ဒန်နိုဆောကြီးကိုနှိုးသွားပါတယ်ဒါကြောင့်မေရူဘီတို့မိသားစုလည်းပေးကြွတ်မဲ့တက်ပြီးဖို့အကြောင်းဖတ်လာခဲ့ပါတယ်ဒန်နိုဆောကြီးကမိတ်ဆွေတို့လိုပဲလူလူချင်းကြောက်နေတာကြောင့်ရူဘီတို့လူတော်မလို့ဖြစ်သွားပါတယ်ဒါပေမဲ့နှိုးနှိုးကလူလူဘေးမှာနောက်ကနေအသေးတန်လိုက်ပြီးမိသားစုတက်လိုက်လေလေကလေးကိုလုံရင်ပေးရပါတယ်ရှေးကိုမောက်ပြစ်လိုက်တာကြောင့်ရူဘီတို့တမိသားစုလိုရေစည်းနဲ့မျောပါသွားခဲ့ပါတယ်အားလုံးကြောက်တော့မှပုံနေလိုက်ကြပေမဲ့တမိပေါင်းစာအစ်ပယ်လာပြောင်းနေတာသိလိုက်ရပါတယ်အစ်ပယ်လာတက်ကလေးအောက်မှာပုံနေတာပါဒါပေမဲ့နိုးနိုးကလကောင်းကောင်းတာကြောင့်တတိထားမိပြီးအစ်ပယ်လာနောက်ကိုလိုက်သွားပါတယ် ။ Isabella ဟာကံကောင်းဆောင်နေပေသူ့မိသားစုတွေပြန်ရောက်သွားပြီးဒန်နိုဆောကြီးရာကလည်းအားလုံးကိုလွတ်သွားခဲ့ပြီဖြစ်ပါတယ်။တပတ်မှာတော့ရှာပွေရေးအဖွဲ့ဟာဒီပေါ်ပြန်ဒန်နိုဆောရဲ့သွေးနမူနာကိုယူဖို့အတွက်အမြင့်တန်တရာကတိုက်တခုစီကိုရောက်နေကြပါတယ်။ကျွန်တော်မမဆိုတော့ကဒီကနေပေါ်ဆက်ပေးမဲ့စီကိုဒါကဘာလို့တိုက်တန်လဲသုံးဆက်လို့ရအောင်ဘာလို့ရမလဲလို့ဒေါက်တာဟင်နရီကိုမေးလိုက်ပါတယ်။ဟင်နရီကဒီသွေးနမူနာတွေကိုကပါတီတီကအစိုးရရဲ့စီဖြန့်ဖို့လိုအပ်ကြောင်းပြောပြတာကြောင့်မမဆိုတော့တော်ဘာလို့ရမလဲသိသွားပါတယ်။ရုတ်တရက်မထင်မဲ့ပဲဆိုသလိုလေးပေါ်ပြန်နေတဲ့ဒန်နိုဆောကြီးရောက်လာပြီးတိုက်ခိုက်တာကြောင့်ဒီတဲ့သူကတေးကုန်ပြန်ပါတယ်။ ဒေါက်တာဟင်နရီကကြောက်ကန်းပါမှာဒလန်ကြီးဖြစ်နေပြီကြကြမတောက်နိုင်တော့ဘဲနဲ့ပြုတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့မောင်ကန်ကောင်းဖြစ်တာကြောင့်ရေကန်တဲ့တွေကိုကျတာပါဒေါက်တာအသွင်းမူနာကလည်းရောက်ယူနိုင်ခဲ့တာကြောင့်သူတို့ရဲ့မစ်ရှင်အားထားမြောက်ခဲ့ပါတယ်အပေါ်မှာလည်းဒန်နိုဆောနဲ့ရှေဖိုင်နေကြပြီးမမဆောရနဲ့တတိတို့ပြင်ဒီလိုကျိုးအသက်ရှင်ကျန်းရင်းနေပါသေးတယ်ဂျပန်မှာရူဘီနိုမိသားစုဟာဒေဗန်ကြောင့်ရဲ့စမ်းသက်ကံကိုတွေးသွားပါတယ်မမဆောရတို့နဲ့ရူဘီနိုမိသားစုဟာပြန်လည်တွေ့ဆုံခဲ့ကြပြီးသူ့ကိုလေဘောကတွန်းချခဲ့တဲ့တတိခရစ်ကိုဖေးစာကရန်လုပ်ပါတယ်ခရစ်ကညင်းပေမဲ့ဘသူကမှသူ့ကိုမယုံကြည်တာကြောင့်လက်နက်အားကိုပြီးအကုန်လုံးကိုအနိုင်ကျင့်ပါတယ် စံတက်ကန်ရဲ့ပေါ်ပါစနစ်ကအလွတ်လွတ်နေသေးပြီးဝိညာဉ်ဝိညာဉ်မြင်နေသေးတာကြောင့်ဘေးနားကဒိုင်နိုဆောတွေလည်းကြားသွားခဲ့ပါတယ်။ဒါကြောင့်မင်းတို့လူတို့တစ်တိုက်ရောက်လာပြီးတော့ဟူမန်တွေလည်းပင်တောက်ပြေးရပြန်ပါတယ်။အကုန်လုံးလူစုကွဲကုန်ပြီးတော့တမိပေါ့ဆာအစ်စပယ်လာတယောက်စောစောတကောင်ကြောင့်တိုက်ပတ်နေပါတယ်။ဒါပေမဲ့သူတို့ကိုလိုက်နေတဲ့ဒိုင်နိုဆောဟာမန်တစ်ချက်ကိုတွေ့သွားပြီးရုပ်ရည်ရက်သွားပါတယ်။ကိုကိုကိုတောက်ကြောကြီးထင်သောကိုရပြီးတော့အစ်စပယ်လာကိုလည်းဆက်မလိုက်တော့ပါဘူး။အလုံးပြတ်ဆုံးပြီးတဲ့နောက်လိုင်ကောင်းတွေကနေတဆင့်ထွက်ပေါက်ကိုရှာဖို့လုပ်နေပါတယ်။မိမန်ရှာတွေ့ချင်တော့မနေ့ကမှကူလေးကိုအသေးအံထွက်သွားတဲ့မိုင်းဖန်နီကိုဖုန်းဆက်လမ်းမေးတင်ပါတယ်။ဒါကနေ့ဟီနီရီတို့ကဘယ်လင်တဲကိုသွားနိုင်မေးထွက်ပေါက်ကိုတွေ့သွားပါတယ်။ ဟိုဂျီတီရှာလုံနေဟယ်လီကော်ပတာတစ်စီးရောက်လာတာကိုတွေ့တာကြောင့်ရန်နာဘီတီကွမ်စီတီတို့ပြောသွားပါတယ်။ပြောလို့မဆုံးခင်မှာပဲဟယ်လီကော်ပတာကိုအေဂျင့်မေဖြစ်အောင်ဒိုင်နိုဆောကြီးကဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီချိန်မှာတတိခရစ်ကဒွေးနမူနာရီနဲ့တူကားစီးပြီးတော့ထွက်ပြပါတယ်။ကျန်တဲ့သူတွေအားလုံးကလူစုလိုက်ကြပြီးတကူတီသောထွက်ပေါက်ဖြစ်တဲ့ဟီအောင်မြောင်းကတဆင်တက်ကလေးစီနဲ့ထွက်ဖို့စီစဉ်ပါတယ်။သူတို့အုပ်စုကစီစီလက်လက်ရှေ့ဆက်သွားကြပြီးတန်ရားရောက်မှာတန်တန်ဒီနဲ့ပိတ်ထားတာကြောင့်ထွက်မရဖြစ်နေပါတယ်။ကလေးပေါ့ဆာအစ်စဘလာကိုပဲထွက်သွားနိုင်တာကြောင့်ဒိုင်နိုဆောရံကိုတော့အန်တူရင်တန်တန်ဒီကိုဖွင့်ပေးလိုက်ပါတယ်။ကားနဲ့ထွက်ပြေးနေတဲ့တတိခရစ်ကသူ့ကိုယ်သူဖန်နီဆယ်တင်နဲ့ရှင်မောင်းနေတန်ရားရောက်မှာ စောစောနောက်ပိုင်းအကွက်ပြတာကိုခံလိုက်ရပါတယ်ကာကွယ်နေလိုက်တာကြောင့်ဖေဖို့တော့ထောင်သွားပြီးဒါလိုစောစောဖြစ်သွားခဲ့ပါတယ်အဲဒီကနေပဲပြုတ်ကျလာတဲ့သွေးနှမူနာတက်တာကိုမဝဆရာကပြေးယူပြီးတေးစီကိုတော့ပါတယ်ဒါပေမဲ့ကလေးပေါ့ဆာအစ်ပယ်လာဟာကြောင်ပြီးတော့ရက်နေတာကြောင့်ဒါကန်ကမီးကြည့်နေတယ်ဒါလိုစောကိုမောက်ထုတ်ပေးရပါတယ်ကလေးပေါ့ဆာလို့သွားပေမဲ့ဒါကန်ကတော့ဘာမှလာတော့ပါဘူးဒါလိုစောကြီးကသူတို့နောက်ကိုဆက်လိုက်လာနေပြီးမမဆရာတို့လည်းအသက်တန်ကဲမဲ့အောင်ပြေးရပါတယ် အဲ့ဒီချိန်မှာမိရောင်နေထွက်လာပြီးတာကင်ရဲ့လက်ထက်ပဲဖြစ်ပါတယ်အားလုံးလည်းရောမစုံမောမစုံဖြစ်သွားပြီးတော့လူသားတွေအားလုံးတက်ရှိလဲထောက်သောင်းနေပါတယ်ဒန်နိုဆိုကြီးလည်းဆက်မလိုက်တော့ပါဘူးကိုစားနာကိုမခံချင်တဲ့သူတွေကိုထောက်သောင်းခွင့်ပြလိုက်တာကမနာကျင်ရာကြောင့်ဒန်နိုဆိုကြီးကောင်းကောင်းနားလဲသွားပါတယ်နောက်ဆုံးတော့တင်းနမူနာတွေကိုတော်ပေါလုံးစေးဝါးပြနေအတုံးချနိုင်ဖို့အတွက်ဘာမဆိုရနဲ့ဟင်းနေရီတို့ကဆက်လက်ကြိုးစားသွားကြမှာဖြစ်ပါတယ်